တခါတော့ငါမျက်မြင်ပီယာနိုသမားတယောက်ရှိတယ်ဗျ။သူ့ရဲ့နာမည်ကတော့အာဂတ်လို့ခေါ်ပါတယ်။အာဂတ်ဟာမျက်လုံးမမြင်ရပေမဲ့လည်းတရှင်တွေကတော့အသေးအတန်ချင်းမြတ်နိုးပြီးကိုအားကိုကိုးတက်တဲ့လူငယ်တယောက်ပါ။ဒါပေမဲ့သူ့ရဲ့အိမ်သားကကလေးငယ်ကောင်လေးတယောက်ကတော့သူ့ကိုအမြဲတမ်းတန်တရားတွေနဲ့ပြည့်နှံ့နေခဲ့ပါတယ်။တန်တရားတွေကတော့ဒီလူမျက်မမြင်တာတကယ်လားဆိုပြီးနေရင်လိုလိုအာဂတ်ကိုစမ်းတန်နေခဲ့တာပါ။ ။ဒီနေ့မှာတော့အာခက်တရားကိုလမ်းဖြတ်ကူးနေခြင်းဆိုဖီဆိုတဲ့မိန်းကလေးတရားရဲ့စပိန်နဲ့မတော်တဆထိမိသွားခဲ့တယ်ဗျာ။ဒီကနေ့မှတစ်ဆင့်သူတို့နှစ်ယောက်ဟာတရားဝတ်တရားယဉ်နီးသွားကြရင်ချစ်ကြိုက်သွားခဲ့ကြပါတယ်။ဒီနေ့မှာတော့ဆိုဖီဟာအာခက်ကိုသူ့ရဲ့မိသားစုပိုင်းစားတော့ဆိုင်မှာပီယာနိုတီးခတ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။အာခက်ဟာဆိုဖီတို့မိသားစုစားတော့ဆိုင်ဝိုင်းထဲကနေအကောင်းဆုံးဖြောဖြေတီးခတ်ပြီးတော့အင်ကိုပြန်လာတဲ့အခါမှာညမိုးချိုလို့သွားခဲ့ပါပြီ။ ညဘက်ကျတော့အာဂတ်တရောင်သူ့မျက်မှန်ကိုချွတ်လိုက်တဲ့အခါမှာတော့လူတိုင်းအံအားတင်သွားစီမဲ့အမှန်တရားတခုကိုတွေးရှိခဲ့ရပါတယ်။အာဂတ်ဟာမျက်စင်အာယုံပြေဝနေတဲ့လူငယ်တယောက်ဖြစ်ပြီးမျက်လုံးမမြင်အောင်ဟန်ဆောင်ပြီးနေထိုင်ခဲ့ပါတယ်။ဒါကြောင့်လကောင်လေးငယ်ကအာဂတ်ကိုတန်တရားဝင်နေခဲ့တာပါ။သူဒီလိုလောက်ရတဲ့အကြောင်းရင်းမှန်ကတော့သူ့ရဲ့ဆန္ဒဟာမျက်စိမမြင်ရတဲ့အခါဒိဋ္ဌပေါ်အာယုံပိုဆူးဆိုင်နိုင်တဲ့ဆိုရဲအကြောင်းပဲဖြစ်ပါတယ်။ဟန်ဆောင်ထားတဲ့မျက်မြင်အာဂတ်ကို အမြဲတမ်းစောင့်ကြည့်နေတဲ့အိမ်ဘေးနားကကောင်းလေးဟာတတင်းဘဝနဲ့ဟန်ဆောင်ထားတဲ့အာကကိုတစ်ချိန်လုံးဗီဒီယိုခိုးရိုက်ထားခဲ့ပါတယ်။ဒီကလေးဟာဒီဗီဒီယိုရေကိုအာကချစ်သူဆိုဖီကိုပြလိုက်တဲ့အခါမှာတော့ဆိုဖီတယောက်စိတ်ဆိုးသွားပြီးသူ့နဲ့ဝေးဆုံးကိုထွက်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့အာကတယောက်အကောင်းဆုံးဖျော်ဖြေတီးခတ်ပြလိုက်ပါတယ်။အာကရဲ့မျက်မြင်တီးခွက်တီးဟာနားထောင်တဲ့သူတိုင်းကိုအံ့အားတင်သွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဟော်လီကိုမင်းသားဟောင်းဖြစ်တဲ့ ပရမုံနဲ့သူ့ရဲ့ဇနီးစီမီတို့ဟာအာကကုတ်ဒီပွဲမှာတွေ့သွားခဲ့ပါတယ်။သူတို့ဇနီးမောင်နဲ့နှစ်ယောက်ဟာသူ့ရဲ့အိမ်အောင်နှစ်ပြည့်အထိမ်းအမှတ်အတွက်အာကကုတ်သူတို့ရဲ့အိမ်ကိုလာပြီးပီယာနိုတီးကပ်ကိုဖိတ်ကြားလိုက်ပါတယ်။နောက်တစ်နေ့မှာတော့အာကဟာပရမုံတို့ဇနီးမောင်နဲ့အတွက်ပီယာနိုဖျော်ဖြေတီးကပ်ကိုသူတို့အိမ်ကိုသွားရောက်ခဲ့ပါတယ်။ဒါပေမဲ့သူတို့အိမ်ကိုရောက်သွားတဲ့အခါမှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကပရမုံရဲ့ခန္ဓာကိုယ်ပေါ်မှာသူ့ရဲ့အလွန်အကျိုးဖြစ်ပြီး လဲလျောင်းနေတဲ့မြင်ကွင်းပါစီမီနဲ့လူကြောက်တယောက်ကပရမုတ်ရဲ့အလောင်းကိုဘလို့ဖျောက်ရမလဲဆိုတာကြိုးစားနေကြတာပါအာကကတော့မျက်မမြင်အောင်ဟန်ဆောင်ပြီးပီယာနိုကိုပဲဆက်တီးနေလိုက်ပါတော့တယ်မျက်လုံးမမြင်အောင်ဟန်ဆောင်ထားတဲ့အာကဟာအားလုံးကိုမြင်တွေ့နေရတော့စိတ်ထဲမှာကြောက်လန့်တုန်လှုပ်နေခဲ့ပါတယ်အာကဟာသူမြင်တွေ့ခဲ့ရတဲ့ဒီအဖြစ်အပျက်ကတစင်းလဲစားခံရမှုတွေနဲ့အန်ရီယကွင်းတဲ့ကိုရောက်ရှိလို့သွားခဲ့ပါတယ် အားကတယောက်ရဲစခန်းကိုအကြောင်ကြားတဲ့အခါမှာတော့ရဲအရာရှိကြီးကိုယ်တိုင်ကစီမီနဲ့ပူပေါင်းပြီးလောက်ကြံထားသူ ဖြစ်နေခဲ့ပါတယ်။ဒီကနေစပြီးအားကဟာသူမြင်တွေ့ကြရတဲ့အဖြစ်အပျက်တွေကြောင့်သူ့ရဲ့အသက်အန္တရာယ်ဟာဆက်ကန်တိုင်းချေချောင်ခရရပြီးစီမီရဲ့လက်ွက်တွေရဲအရာရှိကြီးရဲ့ချင်းချောင်မှုတွေကြားထဲမှာရုန်းကန်ခဲ့ရပါတယ်။ဒီလိုနဲ့ရဲမှုကြီးနဲ့စီမီတို့ပူပေါင်းပြီးအာကတ်ကိုမျက်လုံးကွယ်အောင်ပြုလိုက်ကြပါတယ်။နောက်ဆုံးမှာတော့အာကတ်ဟာ မျက်စိတကယ်ပဲဆုံးရှုံးသွားပြီးဖိပြက်တွေရဲ့လှည့်ပတ်မှုတွေတဲကနေထွက်ပြေးရင်သူကလန်ဒန်ကိုရောက်ရှိသွားခဲ့ပါတယ်ထွက်ပြေးသွားတဲ့အာဂတ်တယောက်ကိုလိုက်ရှာရင်စီမီတယောက်ဒေါ်လန်မှာကားမော်ဘီသေဆုံးသွားခဲ့ပါတယ်နောက်ဆုံးမှာတော့အာဂတ်လည်းသူ့ရဲ့အဓိကအိမ်မက်ဖြစ်တဲ့ပီယာနိုသမားအဖြစ်နဲ့ပဲသူ့ရဲ့ဘဝကိုဆက်လက်ရပ်တည်နေခဲ့ပါတော့တယ်နှစ်နှစ်လောက်ကြာပြီးရဲ့နောက်မှာတော့ဆိုဖီကဥရောပမှာအာဂတ်ကိုပြန်လဲတွေ့ရှိခဲ့ပါတယ်သူ့နောင်မထင်မှတ်ပဲတွေ့ဆုံစကားပြောကြရင် အာခါသူဖြစ်ပြခဲ့တဲ့အဖြစ်ပြအားလုံးကိုပြောပြလိုက်ပါတယ်။ရီစာအောင်ဖြစ်တဲ့ဆိုဖီနဲ့စကားပြောရင်နောက်ဆုံးမှာအာခတ်တယောက်လမ်းလျှောင်းရင်တန်ဘူးခွင်တလုံးကိုသူ့ရဲ့ဒုံနဲ့ရိုက်ထုတ်လိုက်ပါတယ်။သူကတကယ်ပဲမျက်စိမမြင်သေးဘူးလား။ဆက်ပြီးဟန်ဆောင်နေတာလားဆိုတာကိုတော့ဒီနေရာလေးမှာခြံရစ်ခဲ့ပြရစီ။ဒီဇလန်ကြီးဟာကျွန်တော်တို့ကိုတွေးစီရတယ်အများကြီးပေးထားပါတယ်။လောကကြီးမှာမြေအတိုင်းမှန်ကန်တယ်လို့အမှတ်ယူသင်ဘူးဆိုတာဒီစကားလေးကသင်ပေးထားပါတယ်။ဘဝမှာ တခါတည်းရင်မြင်နေရတာတွေကိုတောင်မေခွန်းထုတ်ဖို့လိုကောင်းလိုပါလိမ့်မယ်မျက်စိနဲ့မြင်ရတာထက် စိတ်နဲ့မြင်တဲ့ဘက်ကပိုပြီးအရေးကြီးပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးတွေကိုဆက်လက်တင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုစသခွားလိုပြီးအတူတူစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်